တရားဟောတဲ့အထက်မှာအများကြီးရှင်းပြပါတယ်။မှန်ပါဗျာ။လေးတင်ချေလို့လေးအပ်တင်ချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲ။မှန်ပါဗျာ။အပ်တင်ချေရဆိုတာမရေမတွက်နိုင်တော့အောင်ကြာညောင်းပြီးတော့မှတ်တမ်းမရှိတော့အောင်ကြာညောင်းတဲ့အတိုင်းအတာတစ်ခုကိုအတင်ချေလို့ခေါ်တာ။ဘာကြောင့်လေးလို့ပြောရသလဲဆိုလို့ရှိရင်ကောရမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော်မှန်ပါဗျာမှန်ပါဗျာ ီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘလောက်ကြာတယ်ဆိုတာဟိုအရေးအတွက်သတ်မှတ်ချက်ကိုမရှိလောက်အောင်ကြာခဲ့တယ်ဘုရားမဟုတ်ဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့နောက်ပိုင်းမှာနောက်ပွင့်လာတဲ့ဘုရားကကွန်တေညာဘုရားလို့ခေါ်တယ်အဲဒီဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တေညာဘုရားကြားမှာအရေးအတွက်မရှိလောက်အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူဆတယ် နောက်တစ်ခါကွန်တညာဖရာပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်ဖရာမပွင့်မယ်နဲ့နိမှန်ပါဗျာမင်္ဂလာဖရာပွင့်တဲ့နောက်အဲ့ဒီဖရာနှစ်စုကြားမှာလည်းပဲအရေးအတွက်ကိမဲ့လောက်အောင်ကြာကြောင်းလို့တစ်အတင်ချေဖရာ24စုထဲမှာဒီဖရာတွေရဲ့အကြမ်းမှာ၄ခါကြုံခဲ့တယ်အဲ့ဒါလို့မရေမတွက်နိုင်တော့အောင်အဲ့ဒါ၄ခါကြုံခဲ့သည့်အတွက်ကြောင့်၄အတင်ချေလို့ခေါ်တာတမန်ပါ နောက်ဆုံးပွင့်တော်မူတဲ့ဘုရမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဟိုရင်ပေါ့ဘုရမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိမ်းတမန်ပါဗျာအဲ့နောက်မှာဘုရားကိုးစုလားဘလားလားပွင့်နေတယ်တမန်ပါဗျာကောရဝဘုရားဗျာဒိခန္ဓာ24စုရှိတယ်တမန်ပါဗျာဘုရမုဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိမ်းမြောက်မှာပွင့်တယ်တမန်ပါဗျာအဲ့ဒီဘုရားရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိမ်း ရှည်တွက်လို့မရတာကလေးခါကြုံနေလို့ထိထိပဲမျိုးပြောတာအဲ့ဒါဆိုလို့ရှိရင်အသင်ခြေဆိုတာတချို့လူတွေပြောသလိုတဲ့နောက်မှာ၃ညာလုံး၁၂၀လောက်ပါဆိုတော့မဟုတ်ဘူးအဲ့ဒါကခဏအသင်ခြေတင်ပါဗျာခဏအသင်ခြေဒီဟာတော့ countless ပေါ့တင်ပါဗျာခဏနာတော့အသင်ခိယာတဲ့ခဏနဲ့ရည်တွက်လို့မရတဲ့အသင်ခြေတာမှန်ပါဗျာမှန်ပါတင်နောက်တင်ခြေဆိုတာ၃ညာ၄၀ဆိုတာအဲ့ဒါဒါဟိုတဲ့အတင်ချေပေါ့နော်ပုံကိန်းနဲ့အတင်ချေပေါ့တင်ပါဗျာ အဲ့ဒါဆိုလို့ရှိရင်ဖျားဖြစ်ဖို့အတွက်၄သိန်းချင်းနဲ့ကဘာသိန်းကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာဟုတ်တယ်ဒါဖျားတဲ့သူဖြစ်ဖို့ရမတမခရင်နေဘာလို့တော့ဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားကြည့်ပေါ့မှန်ပါဆရာဝန်တယောက်ဖြစ်ဖို့ပညာပဲနဲ့သင်ရတာအနည်းဆုံးတော့ခုနှစ်နှစ်လောက်တော့တင်သင်ရအဲ့ဒါလို့ပေါ့ဖျားဖြစ်ဖို့ဆိုတာတော့ခဏလေးနဲ့ဖျားရမယ်ဆိုရင်ဖြစ်တယ်မှန်ပါဗျာအလုံးဟာဒီတည်ခြင်းမှုတွေတင်ကြမှုတွေဖျားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ ခဏချင်းနှစ်ဖြင့်ကဖြစ်သွားတယ်ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နေမှာမှန်ပါဖြစ်မှာမှာဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဖျားငါးစုပွင့်မယ်လို့မှတ်သားဥပါတယ်ဒါပေမဲ့သိပ္ပံယနေ့မှတ်တမ်းများရဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း4.5ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်ဒါဆိုရင် ပွင့်တော်မူခဲ့တဲ့ဖျားလေးစုဟာပြီးခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ဗျာနောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မျက်စောဖျားကရောဘယ်တော့လောက်မှာ ပွင့်နိုင်မှာပါလေလက်ရှိဖရာအလောင်းတော်ရောဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ဗျာခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နှဲပါတယ်မှန်ပါဗျာနော်ဒီကဘာကြီးကိုတို့ကဟိုဟုတ်ပွိုင်းဖိုက်ပြီးတရားလို့ပြောတာဟာသူတို့ခံမှန်းပြီးပြောတဲ့စကားများတာဖြစ်တယ်။မှန်ပါဗျာ။ဖိုးပွိုင်းဖိုက်ပြီးတရားနဲ့ရှေ့ကြတာကိုသူတို့မသိနိုင်ဘူး။မှန်ပါဗျာ ခမှန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဘုရားငါးစုပွင့်တယ်ဆိုဟုတ်တယ်။ဒါကြောင့်ဗဒ္ဒကဘာလို့ခေါ်တယ်။မှန်ပါဗျာ။ဘာကြောင့်ဘုရားငါးစုပွင့်တယ်လို့ချွတ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပြစ္စည်းသွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှင်ပြင်းကြီးကပြန်ဆရတယ်။မှန်ပါဗျာ။အာဂတာထဲမှာရှင်ပေါကြီးတစ်ခုမိုးရွာတဲ့အခါမှာရှင်ပေါကြီးတစ်ခုလည်းဖြစ်လာတယ်။ အဲ့မှာအပေါ်ကြောကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကောင်မကြီးကြီးဖြစ်လာတယ်ပေါ့မှန်ပါဗျာအပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်မှန်ပါဗျာပြောင်းလဲမှုတွေအဲ့လိုပြောင်းလဲမှုတွေအရေပြင်းကြီးရှိနေတဲ့အချိန်မှာရေရှိရင်ကြာပေါက်တယ်ဆိုတဲ့အတိုင်းပဲကြာဘူးကြီးငါးဘူးပေါ်လာတယ်မှန်ပါဗျာအထိမ့်မှန်အနေနဲ့ပေါ်လာတယ်အဲ့ဒီငါးဘူးတဲမှာပြိခရာ၁၀ပါးပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာအရနော် အဲ့ဒီပြိခရာတွေကိုမြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးမှန်ပါဗျအဲ့မြမကြီးတွေကယူပြီးတော့သူတို့တိန်းထားတယ်မှန်ပါဗျအဲ့လိုတိန်းထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မောင်းမလောက်ကြရဲဆိုတော့ဘသူပဲရည်တွက်လို့မရမှန်ပါဗျပြန်တီဆောင်နေတဲ့အချိန်ကဒီဆောင်ပြည်သည့်ထီအောင်ဘလောက်ကြရဲဆိုတာမရှိဘူးအဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ် ပျက်စီးနေတဲ့အချိန်ပိုင်းကိုတံဝဋ္ဒကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတံဝဋ္ဒထာယီဒီလိုခေါ်တယ်။ပြန်တိဆောက်နေတဲ့အချိန်ကိုဝိဝတ္တပြန်တိဆောက်လို့ဟိုပြည့်စည်သည့်ထီအောင်ဝိဝတ္တထာယီလို့ဒီလိုအတိုင်းတာကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းတာကြီးတစ်ခုဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒီအတိုင်းတာကြီးတွေကိုကျွလွန်ပြီးတဲ့အခါမှာဒီကဘာဆက်ဖြစ်လာတာ။မှန်ပါဗျာ။ဖြစ်လာသည့်အတွက်ကြောင့်နှစ် တမ်းမုံများစွာရေတလူမရလောက်အောင်လူကနန်းနဲ့လက်လန်းမမိလောက်အောင်ကြာပြီးတော့မှဒီကဘာပေါ်မှာလူရည်ရဲ့တက်တန်းဟာကဘာဥက္ကလမှာလူရည်ရဲ့တက်တန်းဟာအသက်အသင်ခြေလောက်ထိအောင်ရှည်ခဲ့တယ်။မှန်ပါဗျာ။ကောင်းတယ်လက်ပေါ့။ရေတလူမရလောက်အောင်ကိုယ့်ရဲ့ဒိတ်တော့ဘာကိုမသိနိုင်တော့ရှည်လျရတယ်လို့ပြော။အဲ့ဒီကနေပြီးတဖြည်းဖြည်းလူရည်ရဲ့စိတ်နေသဘောထားလေးကြောင့်တက်တန်းတွေကပြန်ဆုတ်လာတယ် ပြန်ဆုတ်လာတဲ့အခါမှာ၄ကောင်တန်းလောက်ထိအသက်တိုးလာပြီဆိုတော့ဒီဆုတ်တယ်ဆိုတာမနေ့ကတနေ့ကလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်၄ကောင်တန်းမှာလူတွေရဲ့တက်တန်း၄ကောင်တန်းမှာကကုတ္တနမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာအလေးတော်ကနေတဖြည်းဖြည်းဖျားပွင့်ပြီးတဲ့နောက်ရောကြသွားပြီးဂဏိခိလို့ပေါ့လူတွေဟာအသက်တိုလာတယ်ထိတဲ့တိုတဲ့ခိမျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဒါကြောင့်လို့ဆိုရင်လူတွေရဲ့ ရှင်နေနှလုံးနဲ့သုဒ္ဓမှုတွေများလာမှန်ပါဗျာများလာတော့လူတွေအတီးတဲ့သိချေပြစေချအောင်မှန်ပါဗျာလူရဲ့တတဟာအလုံးကိုတုံတောင်းတဲ့ခင်မျိုးရောက်လာပြီးတဲ့အခါလူတွေကပြန်ပြီးတော့ဟိုလူတွေရဲ့စိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးသိချေပြစီးသွားတဲ့အခါမှာစိတ်နာစိတ်ကလေးတွေပေါ်လာတယ်မှန်ပါဗျာအဲ့ဒီအစိတ်နာတနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာ ရှေပီတဲခါခနမရေမတွက်နိုင်လောအောင်ကြံောင်းတဲ့တတန်ကိုရပြီတခါပြန်ပြီးတော့လူတွေရဲ့တတန်ပြန်ရော့ကြလာအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆူနဲ့တဆူချားမှဆိုရင်မြေကြီးကတိယုဇနာကြော်ကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျာတိယုဇနာကြော်ကြော် မြင့်တက်တယ်ဆိုကြတဲ့သူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျာမြေကြီးကမြင့်တက်တယ်ဆိုတာခဏိခေတ်မှလည်းပဲရှေးဟောင်းပစ္စည်းက do for you ရတာမှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာ အဲ့မြေကြီးမြင့်တက်သွားတဲ့အခါနောက်မှာနောက်ဖရာတဆူပွင့်တာဖရာတဆူတဆူချာဟာအတော်ကိုကြာမှန်ပါအဲ့တော့4.5 billion လို့ပြောလို့ပဲရမှာတကဘာလုံးမှန်ပါဖရာတဆူနဲ့တဆူချာကိုပဲနေဝကြီးချာတာပေါ့မှန်ပါဗျာမှန်ပါဒီကဘာမြေကြီးကမပြည့်စည်သေးဘူးအဲ့ဒါလို့ပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3သန်းတော့ရတဲ့အခါမှာကောဏကမ္မနာဖရာပွင့်တယ်အဲ့ဒီဟာလေတကားပြန်ပြီးတော့လူတွေရဲ့အကျဉ်းစာရိတ္တစိတ်နေသဘောထားတွေပြက်ပြားလာတဲ့အခါနောက်ဆုံးမှာ အသက်တန်းနေတို့ပြီးသေးကြီးပြည့်စည်တဲ့အစဉ်ရောက်သွားပြီတခါပြန်တက်သွားမယ်တက်မှာပြန်အဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘလောက်ကြလဲဆိုရင်အကြာကြီးပဲပြောရမှာမှန်ပါဗျာအဲ့ဒီကတ်တစ်ခုတင်မယ်4.5ဘီလီယံကကြမှာကောင်းအောင်မှန်ပါဗျာအဲ့ဒါလည်းလက်မမိပါဘူးဒီဟာတော့နော်အဲ့လိုတက်ကတ်ဆုတ်ကတ်ဖြစ်လာတာအခုလဲဂေါရမဘုရားပွင့်တာဟိုလူတွေတရားရမ်းမှာပွင့်တာအခုတရားရမ်းနေရတဲ့ပုဂ္ဂိုလ်ကဘာမှရှားသွားရအောင် တဖြည်းဖြည်းလူတွေရဲ့တက်တန်းရောကြလာပဲ။နာရေးကြောင်ကြကြည့်လိုက်လို့ဆိုရင်60 90 50အလောက်မှအသေးများလာတယ်နောက်ပဲ။ဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော်။မှန်ပါဗျာ။လူတွေကသာပြောတာတော့ expectancy မှာတက်တန်းဘလောက်ရှိတယ်တို့ကတော့တက်တန်းတိုးလာတယ်လို့သာပြောတာ။အမေရိကန်လူတွေလည်းသိနာရေးကြည့်လိုက်80 90ပဲဒါပဲ။မှန်ပါဗျာမှန်ပါ။ပမာပြေပါလဲ80 90ပဲ။မှန်ပါဗျာ။ဒီကောင်မှအရေးအတွက်အပြင်ပိုးရှိတယ်လို့ပေါ်ခြင်းပေါ်မှာပေါ့နော်။သေးတာတော့ဒီသေးနေပြီပဲ။မှန်ပါဗျာမှန်ပါဗျာ။ ဲ့တော့တက်တန်းတပြေနောက်စနစ်တန်းဆိုတာထိအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးတော့အောင်ကိုတေချာကြကြကြေချာမှာပေါ့တင်ပါဗျာအဲ့ဒီကမှပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်တန်းဟာအလုံးကိုကြာရှည်ပြီးတော့ခုနကညီကြီးကဘာညီကြီးဟာအထက်ကိုတယူဇနာတယူဇနာဆိုတာ၈မိုင်လို့လည်းပြောတယ်၁၂မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနဲ့နဲ့ကွဲတယ်နော်မှန်ပါ အိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွဲရင်တော့အတိအကျရအောင်ရလိမ့်မယ်မှန်ပါဗျာတက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်၈000တန်းလောက်မှာနောက်ဖျားပွင့်မှာဒီမှာဗျာဒါအစားတွေမှာအလိုပဲဆိုတယ်မှန်ပါနော်နောက်ဖျားပွင့်မှာအဲ့လိုတက်ကကြောက်ကခြားတွေကအကြာကြီးပဲမှန်ပါဗျာတို့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလို့ဆုတ်ပြီးတော့မှဒီကဘာကြီးက မီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမြောပျက်စီးတာလည်းဖြစ်မယ်အဲ့ဒါတစ်ခုတော့ပျက်စီးသွားမယ်လေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြက်ထားတော့ပျက်စီးသွားမှာပေါ့နော်နောက်ဖျားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအားလုံးဟာစနစ်တန်းရောက်သွားပြီသိမယ်တမပါဗျာအလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူးနေတာစဉ်းစားကြည့်လေဓာတ်နဲ့ခုန်သက်လို့တစ်ချိန်တည်းမှာဘယ်နှယောက်သိတယောက်စားနှစ်ယောက်စားပါ ်တနတ်နဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားအမှန်ပါဗျာတလားတော့ကနေယူစီလိုက်မှဆိုတက်တက်တက်နဲ့လိုက်ပြင်တယ်မနေ့ရောက်ဖက်သေးတယ်ဆယ်ကဏ္ဍရာကဏ္ဍပါဗျာဆယ်ကဏ္ဍရာကဏ္ဍအနုပြုပုံချလိုက်ရင်ပေါင်းဝန်းတန်းလောက်ထိအစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနဲ့မကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cause ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blow ဆိုပြတ်သွားမှာပဲတေးကြတယ်မှန်ပါဗျာမှန်ပါဗျာ ချက်ချင်းကြီးတည်သွားမှာပဲအကောင်လုံးမှန်ပါဗျာစွမ်းတက်တဲ့လည်းနဲ့လူသားမျိုးတွေဟာခုနှစ်ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီကဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများစွာကြာပါလေမှန်ပါဗျာကိုယ်ရင်းနဲ့ပြောလို့မရပါဘူးကောရဝမြတ်စွာဘုရားပွင့်တော်တာတောင်မှကိုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်။မှန်ပါဗျာ။ဆရာပွင့်သွားတာ။ဟုတ်တယ်မလား။မှန်ပါဗျာ။ ဘယ်တော့လောက်ပွင့်မလဲဆိုရင်အခုကြကြပြီးရင်လူသားမျိုးနဲ့တိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ၈000တန်းရောက်လာအဲ့ဒီကြမှာပွင့်မှန်ပါဗျာလူတွေရဲ့သက်တမ်းဟာ၈000တန်းထီအောင်သက်ရှင်လာအဲ့ဒီအချိန်မှာပွင့်တယ်မှန်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့သက်တမ်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တယ် တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့7000နဲ့တသိန်းအထက်ကြာလို့ရှိရင်လည်းဖျားပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘလို့ပွင့်တာလဲဆိုလူတွေကခေါင်းမာသွားတယ်ပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာကုန်မှန်ပါစဉ်းစားကြည့်ပေါ့နော်မှန်ပါဗျာ လောဘဒေါသမောဟတွေကြီးလာတဲ့အခါကျလူတွေခေါင်းမသွားပြောလို့နားမဝင်တော့မှန်ပါဗျာအဲ့ဒါကြောင့်မပွဲ့မှုလို့အဲ့တော့နောက်ဖျားပွင့်တာခုနတက်ကတာပြီးပြန်ဆုတ်လာတဲ့လူသက်တမ်းနှစ်ရှစ်တောင်းမှပြောမယ်လို့ဘီဒီယံနဲ့တွေ့ပြလို့လည်းမရဘူးတဲ့ဟာမှနော်ဘာလို့ဆိုတက်တာအကြတာမြန်တာလည်းရှိမယ်နေတာလည်းရှိမယ်သူပြောလို့မရဘူးနော်တမန်ပါ လက်ရှိဘုရားအလောင်းတော်ကတော့ဘယ်ဘုံမှာရှိနေနိုင်တယ်လဲဆိုရင်တော့ဘုရားအလောင်းနေရာတော့တုတ်တိတာဘုံမှာပဲရှိကြတယ်။နတ်ပြည်၆ထပ်တည်းကတုတိတာဆိုအများရန်ကျင့်နဲ့နေတဲ့စိတ်ချမ်းသာကိုချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်။မှန်ပါဗျာ။ကျင့်နဲ့နေတာအလွန်ကောင်းတယ်။အခုလူတွေကမကြည်မနှက်တည်းအများကြီးဖြစ်နေတယ်ခွာ။မှန်ပါဗျာမှန်ပါဗျာ။အဲ့ဒါချမ်းသာတဲ့လူကလည်းမကြည်နဲ့ဘူး။မှန်ပါဗျာ။ယာရုရှိတဲ့လူကလည်းမကြည်နဲ့ဘူး။ယာရုမဲ့တဲ့လူကအလုံးကမကျင့်နဲ့မှုတွေများနေကြတယ်။မှန်ပါဗျာ။ ခြေနှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေ